ားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ရီယယ်မက်ဒရစ်အသင်းရဲ့ဘရာဇီးတောင်ပံကစားသမားဖြစ်တဲ့ရိုဒရီโกကတော့ဒါရီယယ်မက်ဒရစ်အသင်းမှာပဲကာလာရှေဆက်ရှိဖို့ဆုံးဖြတ်ထားပြီးပြီဆိုပြီးတော့မှမာကာကဖော်ပြထားတယ်အစောပိုင်းရက်တွေတုန်းကကျွန်တော်ရီယယ်မက်ဒရစ်အသင်းဘက်ကဒီကစားသမားကိုရောင်းချဖို့ကြိုးပမ်းနေတယ်ဆိုပြီးသတင်းတွေတက်နေခဲ့သလိုကစားသမားကိုယ်တိုင်ကလည်းနီးပြတ်အစ်ဖြစ်တဲ့ပေါ့လေအဲကျွန်တော်ဇာဘီအလွန်ဆုံးနဲ့ဆွေးနွေးသွားမယ်တကယ်လို့ဆွေးနွေးမှုလို့အဆင်မပြေဘူးဆိုရင်တော့ရီယယ်မက်ဒရစ်အသင်းကနေထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေ ွေတက်နေပြီမဲ့လို့ဒီကနေ့မှာတော့ကစားသမားကကျွန်တော်ဇာဘီအလွန်ဆိုနဲ့ဆွေးနွေးထားတယ်ဆိုတော့ဇာဘီအလွန်ဆိုကိုယ်တိုင်ကလည်းအာကျွန်တော်တို့ဒါရိုဒရီကိုကိုနေရာတနေရာသာပွဲထွက်ခွင့်အတွက်ပေးသွားမယ့်အနေအထားကြောင့်မို့လို့ကစားသမားကတော့ရေမတ်သွေးအသင်းကလည်းဘက်ကလပ်ကိုမှပြောင်းရွှေ့သွားတော့မှမဟုတ်ဘူးဆိုပြီးတော့မှကျွန်တော်မာကာကဖော်ပြထားတယ်လေဘာဘူးအသင်းရဲ့ကျွန်တော်တို့ဒါဥရုဂွေးတိုက်စစ်ကစားသမားဖြစ်တဲ့ဒါဝင်နူးညက်စ်ကတော့ ဒီနေရာဒီမှာလီဗာပူးအသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ထားပြီးပြီဆိုပြီးတော့ဖော်ပြထားတယ်။ဆိုတော့ဖော်ဖော်အစ္စတာရဲ့ဖော်ပြချက်ရဆိုရင်တော့လက်ရှိမှာဒီကစားသမားကိုကျွန်တော်တို့ဒါစပိန်လာလီဂါကလပ်တသင်းဖြစ်တဲ့အက်တလက်တီကိုမတ်ထရစ်အသင်းကလည်းခေါ်ယူဖို့ကြိုးပမ်းနေသလိုတခြားသောဥရောပအသင်းတွေကလည်းခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်တယ်။ကစားသမားကအမှန်တမ်းပြောရရင်ကျွန်တော်တို့ဒီအစောပိုင်းတွေကကျွန်တော်တို့ဒီကလပ်အသင်းကလည်းရောင်းချမယ်ဆိုပြီးသတင်းတွေတက်နေတယ်။ကစားသမားကလည်းထွက်ချင်တဲ့အလေထားဖြစ်တဲ့အခြေအနေကြောင့်မို့လို့လက်ရှိမှာတော့ကစားသမားကဒီနေရာဒီမှာ လေဘာဘူးအတင်းကနေထွက်ခွာဖို့ဆုံးဖြတ်ထားပြီးပြီဆိုပြီးသိရတယ်ဗောလေဒီဘက်မှာတော့ဒါဘိုင်ယန်မြူးနစ်အတင်းရဲ့ဂျာမန်တောင်ပံကစားသမားဖြစ်တဲ့လေဝိုင်းစာနေကတော့ကျွန်တော်ဒီကနေ့မှာပဲဒါကျွန်တော်ထူရကီကလပ်တင်းဖြစ်တဲ့ဂါလာဆာရဲအတင်းကိုအပြည့်အသက်ပြောင်းရွှေ့သွားပြီပဲဖြစ်တယ်ဆိုတော့ဘိုင်ယန်မြူးနစ်အတင်းနဲ့စာချုပ်တက်တန်းကုံဆုံးပြီးတော့မှစာချုပ်အတိတ်ထက်ချုပ်ဖို့ကစားသမားကဆုံးဖြတ်ထားခြင်းမရှိတဲ့အခြေအနေကြောင့်မလို့ပရီးမီးယားလိဂ်ကလပ်အတင်းဖြစ်တဲ့အာဆင်နယ်နဲ့ယူကာဆယ်နဲ့တခြားသောအတင်းတွေကခေါ်ယူဖို့ကြိုးပမ်းတာဖြစ်ပြီးတော့မှ လေးဝိုင်းစာနေကတော့လက်ရှိမှာကလာစာတွေအသင်းကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်တယ်။ဆိုတော့ဒီမှာမန်ချက်စတာစီးရီးအသင်းကတော့ကလပ်တဲ့အင်္ဂလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ Jack Grealish ကိုတော့ကျွန်တော်ဒီနေ့ရာသီမှာအပိသက်ရောင်းချသွားဖို့ချိုးပန်းသွားမယ်ဆိုပြီးဖော်ပြထားတယ်။ဆိုတော့ Grealish ကိုယ်တိုင်ကလည်းအာစီးရီးအသင်းကနေထွက်ခွာဖို့ချိုးပန်းနေတဲ့အခြေအနေကြောင့်မို့လို့အာကျွန်တော်တို့ဒီကစားသမားပေါ့လေကလပ်ဝါကတ်အပွဲစဉ်တွေရဲ့ဒီကစားသမားဆင်းကလည်းပါဝင်သွားမှာမဟုတ်တယ်လို့ဒါကျွန်တော်တို့အာဒီနေ့ရာသီ transfer window မှာပဲပေါ့လေဒါကျွန်တော်ကလပ်တင်းကနေထွက်ခွာသွားရမယ်ဆိုပြီးတော့ daily daily grass ကပေါ်ပြထားတယ် sporting less point ရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ patara rockets ကိုတော့လက်ရှိမှာဒါကျွန်တော် စပိုတင်လက်စပွန်အတင်ဘက်ကအစောပိုင်းတော့ပြောင်းရွှေ့ချေယူရို65တန်လောက်ရရရောင်းချမဲ့အနေအထားကနေလက်ရှိမှာတော့ပြောင်းရွှေ့ချေယူရိုတန်တရာနီးပါးလောက်ထိဒါကျွန်တော်တိုးမြင့်သွားတဲ့အနေအထားတစ်ခုရှိတယ်ဆိုပြီးတော့မှအာကျွန်တော်ဖော်ဗီဒီယိုမှာတော့ကဖော်ပြထားတယ်ဆိုတော့လက်ရှိမှာဒီကျွန်တော်စပိုတင်လက်စပွန်တင်ရဲ့ဥက္ကရာဖြစ်တယ်ဗောလေဟူကိုကတော့အာကျွန်တော်ဒီဘတာရောကတ်ကိုခေါ်ချင်းနေဆိုရင်တော့အာကျွန်တော်ပြောင်းရွှေ့ချေယူရိုတန်တရာနီးပါးပေးမှသာရောင်းချသွားမယ်ဆိုပြီးဖော်ပြထားတယ်အစောပိုင်းကအာဆင်နယ်တင်ကပြောင်းရွှေ့ချေယူရိုတန်60ကျော်နဲ့စတင်ကမ်းလှမ်းထားတာရှိပြီမြ ဲလို့ spoiler sporting less point အတင်းကပေါ့လေကျွန်တော်ပယ်ချထားပြီးတော့မှလက်ရှိမှာတော့ညာဒါကျွန်တော်တို့ဒီပြောင်းရွှေ့ချေးပေါ့လေအာကျွန်တော်တို့ပေါင်တန်း80ဝင်းချင်ရမှသာရောင်းချသွားဖို့အခြေအနေရှိတယ်ဆိုပြီးသိရတယ်ဘာစီလိုနာတင်းရဲ့ဂိုးသမားဖြစ်တဲ့စတီဗင်ကန်ကတော့လက်ရှိမှာအာကျွန်တော်သူ့အနေနဲ့ပေါ့လေ ဘာစီလိုနာအသင်းကနေထွက်ခွာသွားမှာမဟုတ်ဘူးဆိုပြီးဖော်ပြထားတယ်ပြီးခဲ့တဲ့တရားစီလုံးကျွန်တော်တို့အင်ဂျူရီအခြေအနေကြောင့်မလို့အာဒီအသင်းရဲ့ကစားသမားဆင်းကနေချက်လက်ခံထားရတဲ့ကစားသမားကလက်ရှိမှာအင်ဂျူရီအခြေအနေကတော့ပြန်ကောင်းလာပြီဒါပေမဲ့လို့ဘာစီလိုနာအသင်းကကျွန်တော်တို့ဒါဒီကိုယ်သမားဒီ option နဲ့ပေါ့လေ Espanyol အသင်းရဲ့ကိုယ်သမားဖြစ်တဲ့အာကျွန်တော်ကားလေးကကို9နှစ်စာချုပ်နဲ့ခေါ်ထားတဲ့အခြေအနေမှာဒီကိုယ်သမားအတွက်ကျွန်တော်တို့ position တနည်းအားစာမတေချာတဲ့အနေအထားဖြစ်ပေမဲ့လို့ဒါ streaming gun ကတော့ ်ဘာစီလိုနာအသင်းမှာပဲဆက်ရှိဖို့ဆုံးဖြတ်ထားတယ်ဆိုပြီးပေါ်ပြထားတယ်။အာဆင်နယ်အသင်းကတော့ဗောလေလက်ရှိမှာဒါကျွန်တော်တို့ဒီသူတို့တောက်လျှောက်လိုက်နေတယ်။ RB Leipzig အသင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ Benjamin Sakho ကိုအာကျွန်တော်တို့ဒါတောက်လျှောက်ဆွေးနွေးနေတယ်အဓိကတော့ဗောလေကျွန်တော်တို့ဒီဒီနေရာဒီမှာအာဆင်နယ်တင်းကအာလုံးစထရိုက်ကတယောက်ကိုခေါ်ဖို့အတွက်သူတို့ကြိုးပမ်းနေတယ်တစ်ဖက်မှာဒါကျွန်တော်တို့ဒီ Sporting Lisbon တိုက်စစ်ကစားမှဖြစ်တဲ့ Butter Rocket အပါဝင် RB Leipzig တင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ Benjamin Sakho နဲ့ပါဒါကျွန်တော်ဆွေးနွေးနေပြီးတော့မှာ ဒီ RB Leipzig အတင်းကတော့လက်ရှိမှာကျွန်တော်တို့ဒီကစားသမားရဲ့ပြောင်းရွှေ့ခြင်းကိုပေါ့လေဒါပေါင်အားဖြင့်အာကျွန်တော်တို့65တန်းလောက်ရမှသာရောင်းချသွားမယ်အခြေအနေရှိရကြောင်းမလို့ Arsenal တင်းတဲ့ကြားမှာအာဒီပေါ့လေအပြောင်းရွှေ့အာဈေးနှုန်းအတွက်ဆွေးနွေးမှုတွေရှိနေတယ်ဆိုပြီးသိရတယ်ဆိုတော့ အစင်းနဲ့တင်းကတော့ဒီ15ရက်မတိုင်ခင်ပါပဲအာကျွန်တော်တို့ဒါကစားသမားကိုအပိသက်ခေါ်ယူနိုင်ဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့မှ Sky Germany ကဖော်ပြထားတယ်ဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်